တတမကေနသူ့ကျေစုနဲ့တိုင်းပြည်ကိုအုပ်ချုပ်ရခဲ့တော့တာမန်လူတယောက်အနေနဲ့ကံကောင်းထောင်းမလို့တိုင်းပြည်တကူအပေါ်အုပ်ချုပ်အနေနဲ့ဖြစ်လာခဲ့ရင်ခက်ခဲချမ်းသာမှုတွေရှိတတ်တယ်ဆိုပေမဲ့ ရထားတဲ့အာနာတီမဲကြီးအတွက်ဒီလောက်အောင်ကြိုးစားရအောင်ပါပါအပေါ်ရောက်ဖို့အဲ့လောက်ကြီးခက်ခဲချမ်းတမ်းအောင်မရင်နှီးမပေးဆက်ခဲ့ရဘူးဆိုပေမဲ့အပေါ်ရောက်တာနဲ့တပြိုင်နက်စိန်ခေါ်ချက်တွေတပုံတပင်ကြီးကစောက်ကြုံနေပြီးရှောင်လွှဲမရပဲထိတ်တိုက်ရင်ဆိုင်ရမှာပါဒီလိုအနေအထားနဲ့ခေါင်းဆောင်ဖြစ်လာသူဆိုတာကအနေမီတခုကိုအခကြီးငွေပေးချေပြီးပိုင်ထက်အဖြစ်တတ်မှတ်အုပ်ချုပ်ရမယ့်သူမျိုး ဒါမှမဟုတ်မျက်နှာသာပေးခံရပြီးခေါင်းဆောင်ဖြစ်လာရတဲ့သူမျိုးတွေကိုအဓိကပြောချင်တာပါ။အီယိုညာအိုင်အိုနီးယားမျိုးပြနိုင်ငံတွေနဲ့အတူ Hesbone Nere ရဲ့ဥရှောင်းတိုင်းကို Darius Acre ကတနာတော်အပြည့်အုတ်ချုပ်ခွင့်ကိုစီခွဲဝေပေးထားလို့သာအချုပ်အချာအာဏာပိုင်မင်းငယ်တွေဖြစ်လာရတာပါ။ဒါပေမဲ့ Darius ရဲ့လောင်းရင်အောက်မှာအားလုံးကလုံခြုံစွာနဲ့အုပ်ဆိုးခွင့်မရှိခဲ့ကြဘူး။ ရထားတဲ့အာဏာကိုအတီအဖြစ်တတ်မှတ်ယူလို့မဖြစ်တဲ့အနေအထားတွေဖြစ်ခဲ့တယ်။နောက်ထပ်အုတ်ရှောင်းတစ်မျိုးကတာမန်လူအဖြစ်ကနေအထက်ကိုတဆင်ချင်းရောက်သွားတဲ့သူမျိုးဒုံမဟုတ်စစ်တပ်ကိုအတုံးချလက်နက်အားကိုပြီးအာဏာလူယူရင်းနဲ့မှအုတ်ရှောင်းခေါင်းဆောင်ဖြစ်လာသူတွေပါ။အဲ့ဒီလိုအုတ်ရှောင်းမျိုးတွေကသူတို့ရရှိထားသမျှအာဏာတွေတည်တဲ့ခိုင်မြဲဖို့အတွက်အာနာရအောင်လှုပ်ပေးထားတဲ့နောက်ွယ်ကအထောက်အပံ့ဒါမှမဟုတ် အရင်အမြင့်ရဲ့အရှိန်အဟုန်မပြတ်လက်ခံမှုကိုမဖြစ်မနေဖန်ီးနေတတ်ရမယ်မဖြစ်မနေဖန်ီးနေရတတ်တယ်ဒါကြောင့်အကိုပိုင်းအစွမ်းအစာနဲ့ရလာတဲ့အာနာမဟုတ်ရင်အာကိုအာထုံးလို့အာကိုအာထားလို့မရတလို့ယုံရင်ရင်လွယ်တယ်မတည်ငြိမ်တဲ့အာနာမျိုးကို ချုပ်ကန်ထားရတာက မလွယ်ကူတလို့ကြာရှည်တည်မြဲမှုလည်းမရှိပါဘူးအဲဒီလိုအာနာမျိုးနဲ့အုတ်ဆောင်ဖြစ်လာရင်လည်းအာနာကိုကြာရှည်စွာချုပ်ကန်မထားနိုင်ကြပါဘူး ာနာကိုရအောင်ယူနိုင်ပေမဲ့အာနာကိုတည်မြဲအောင် လုပ်နိုင်စော်မရှိတတ်ကြပါဘူးအရေးအချင်းနဲ့အတူ အသိပညာကြီးပြီးဉာဏ်အမျိုးအမြင်ရှိကြတဲ့သူကလွဲရင်ဒီလိုအာနာကိုအသုံးချအောင်အသုံးချနိုင်မဲ့အခွင့်အလမ်းအခွင့်အရေးများစွာမရှိကြသလိုမဖန်ဤတတ်ကြပါဘူးအချိန်တို့အတွင်းလက်လွတ်လိုက်ရတတ်တယ်ဒါကြောင့်တာမန်လူပဲဖြစ်ဖြစ်စစ်လက်နက်ကိုအသုံးချပြီးအာနာရယူသူတိုင်းအမိတ်ဩစာပေးနိုင်တဲ့နေရာမှာအုတ်ရှောင်းဖြစ် ရှေ့ကြအောင်မရက်တည်နိုင်ကြပဲတိုင်းပြည်ခေါင်းဆောင်အဖြစ်မအုပ်ချုပ်မစီမံနိုင်ကြပါဘူးအချောင်းကတော့လက်ဝဲရရှိထားတဲ့အာဏာကိုတည်မြဲနေအောင်အထောက်အပံ့ပေးနိုင်မဲ့ဒီငြိမ်မှုဖြစ်တဲ့အရင်အမြင်မရှိတာကြောင့်နဲ့ခိုင်မာတဲ့တစ္ဆာကံတွေမရှိတာကြောင့်ဖြစ်ပါတယ်ပေါ်ကျင်တော့ခဏပေါက်တော့လဲထိုးကနေအထွာကလည်းမြန်တဲ့အရာတွေကိုဒီအုတ်ရှောင်မျိုးတွေရဲ့အုတ်ချုပ်ရေးကာလဟာတမဟုတ်ခြင်းဖြစ်လာတယ်လို့ထင်ကြပါပေမဲ့အောက်ခြေမခိုင်း အုံမြင့်မရှိပဲဖြစ်လာရတဲ့အုတ်ချုပ်ရေးတွေဖြစ်နေတဲ့အတွက်ကြောင့်မုံတိုင်းမလာခင် လေပြေလို့လေပြင်းလို့တိုင်းမြည်ရေးရာပြိပခါတွေနဲ့ထိတ်တိုက်ကြုံတွေ့လိုက်ရရင်ပဲအချိန်တို့ခဏအတွင်းအုတ်ချုပ်ရေးရန်တရားပြိုလဲပြီးပျက်စီးသွားတတ်ပါတယ်ဒါဒါပေမဲ့ခေါင်းဆောင်ဖြစ်လာတဲ့သူကအရေးအချင်းလည်းရှိအသိပညာလည်းကြီးအမျောအမြင်ရှိနေတဲ့သူဖြစ်နေခဲ့ရင်ကံကောင်းလို့အုတ်ဆောင်ဖြစ်လာရတဲ့အနေအထားကနေရလာတဲ့အာနာကိုခိုင်မာသွားအောင် အုံမြချပြီးစင်ပြိုင်စိန်ခေါ်လာမယ်။ပြိုင်မမပေါ်လာခင်ဂျိုတင်ပြီးတော့ကာကွယ်ထားတတ်ကြတယ်။စိုးခဲ့ပြီးတဲ့နှီးတွေအတိုင်းခေါင်းဆောင်ဖြစ်လာတဲ့သူတွေကိုတာရကအနေနဲ့လက်ရှိပစ္စုပန်ကပုံကိုနှစ်ဦးကိုသုံးသပ်ပါမယ်။ပထမပုံကိုဟာအရေးအချင်းရှိလို့အုတ်ဆောင်ဖြစ်လာခဲ့ပြီးနောက်တဦးကတော့ကန်ခေါင်းလို့ခေါင်းဆောင်ဖြစ်လာခဲ့တယ်။သူတို့ကတော့ Francesco Sforza နဲ့ Cesare Borgia တို့ပဲဖြစ်ပါတယ်။ ဘူဝါဒခေါင်းတွေနဲ့အတူရဲစွမ်းတတ္တိတွေကြောင့်ပဲတာမညလူတယောက်ဖြစ်တဲ့စပေါ်ဆာဟာမီလန်ရဲ့မြို့စားဖြစ်လာခဲ့တယ်။ဩဇာအာဏာအတွက်ပေးဆပ်မှုများခဲ့ပေမဲ့အရေးအချင်းရှိပြီးအမျှော်မြင်ကြီးသူဖြစ်တာကြောင့်အာဏာကိုလွယ်လွယ်ပဲချုပ်ကန်ထားနိုင်ခဲ့တယ်။ဒါပေမဲ့ဘော်ဂျီယာသို့မဟုတ်လူသိများတဲ့နာမည်နဲ့ဗယ်လန်တီနိုမြို့စားကတော့ဖခင်ဖြစ်သူရဲ့အရှင်အဝါကြောင့်နေမည်တစ်ခုပြီးတစ်ခုရခဲ့ပေမဲ့ဖခင်ဖြစ်သူစုံပါသွားတာနဲ့တည်း လက်ဝဲချုပ်ကင်ထားသမျှနေမြေအများစုကိုလက်လွတ်လိုက်ရတယ်။လှုပ်တင်လှုပ်ထိုက်ပြီးအာနာတီမြဲရဲ့အတော့မဖြစ်မနေကျင့်သုံးတင်သမျှလှုပ်ထုံးတွေနဲ့အကောင်းဆုံးကြိုးစားကင်တွယ်ခဲ့တယ်လို့လုံနိုင်သူကအတုံးချပြီးလှုပ်ပေးနိုင်တဲ့အရင်အမြစ်ကိုနေရာကျကျအကွက်ရွှေ့ခဲ့တယ်။လိုချင်တဲ့အရာမှန်သမျှလက်ဝဲရအောင်လုပ်ခဲ့တယ်ဒါပေမဲ့အသွားမတော်တလန့်အစားမတော်တလုံးဖြစ်ချိန်တန်ဖြစ်တင်တာဖြစ်လာတဲ့အတိုင်းအဆုံးတတ်တန်တင်တော့ညီကုန်းချုပ်ခဲ့ရတယ် အရင်ကဏ္ဍတွေမှာတင်ပြခဲ့ပြီးတဲ့အတိုင်းမဖြစ်ခင်ကကြိုတင်အခြေချအောင်လုပ်ရမယ်ဒီလိုလုပ်နိုင်မှုဆိုတာတော်ယုံတန်ယုံအရင်အချိန်မှာမဖြစ်နိုင်ပါဘူးအုံမြမမခိုင်မဲ့ဘိတုကပညာမှာတပတ်ကန်းကတ်တော်နေတဲ့ပညာရှင် ဖြစ်ပါစေအဆောက်အဦကိုကောင်းမွန်စွာတည်ငြိမ်အောင်တည်ဆောက်နိုင်စွာမရှိပါဘူးဘောဇယားရဲ့မဟာဗျူဟာရွှေကွတွေကိုတတိထားပြီးလေးလာကြည့်ရင်သူ့အနေနဲ့အနာဂတ်အာနာတီမြဲကြီးအတွက် အကောင်းဆုံးအုတ်မြစ်တွေကိုအခြေခံကြကြစီစဉ်ထားခဲ့တာသိနိုင်ပါတယ်ဒီလိုရွှေခွက်တွေကိုလည်းထုတ်ဖော်ပြီးတေးချစီစစ်ကြည့်ဖို့လိုတယ်ဒါမှမဟုတ်အုတ်ရှောင်းကောင်းတွေအတွက်လောက်ထုံကိုကျွန်တော်အနေနဲ့အကြံပေးရရင်သူ့နီးတူပဲအမျောအမြင်ကျေပြောစွာထားခြင်းကြောင့်လက်တွေ့ကြကြအသုံးချအောင်အသုံးချနိုင်မှာဖြစ်ပါတယ်အဲဒီလိုအသုံးချတဲ့နေရာမှာအကယ်၍ဘောကြီးအားနီးတူအကျိုးရလက်တွေမထော့ပဲတလွဲတကျော်ဖြစ်ကြမယ်ဆိုရင်တော့လုတ်ထုံလုံနေမမှန်လို့မဟုတ်ပဲ ုပလှုပ်ဆောင်တဲ့ပုံကိုယ်ရဲ့ဖြတ်ထုံးဉဏ်အားနည်းမှုနဲ့ကံကိုစိုးနေလိုပဲ ဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ကံငွေအောက်ဆောင်မင်းသားလှုပ်ထုံးချံအပိုင်း၄ပဲဖြစ်ပါတယ်။ပုပ်ယဟန်မင်းစတ္ထမအလက်ဇန်းဒားအနေနဲ့သူ့ရဲ့သားဖြစ်သူကိုဩဇာရှိတဲ့မြို့စားကြီးဖြစ်အောင်လှုပ်ပေးတဲ့နေရာမှာအခက်အခဲများစွာတွေ့ခဲ့ရတယ်လို့လမ်းကြောင်းတစ်လျှောက်စိန်ခုံမှုများစွာနဲ့ရင်ဆိုင်ခဲ့ရတယ် အဓိကစိန်ခေါ်ချက်ကသာသနာပိုင်ဩဇာကံ လောင်းရိပ်မည်မဟုတ်တဲ့အပအနေမည်တွေအပေါ်အရှိန်အဝါရှိအောင်လုပ်ဖို့ပဲဒါပေမဲ့သာသနာပိုင်မည်တွေကိုလက်လွတ်လိုက်တိုင်းလည်းမဖြစ်ဘူးအเจ้าကမီလန်မြို့သားနဲ့ဗင်းနစ်သားတွေအားလုံးကယဟန်မေဩဇာကို မရရအောင် တားဆီးပိတ်ပင်ကြမယ်လေအခရာကျအနေမည်တွေဖြစ်တဲ့ဖီရန်ဇာနဲ့ရီမီနီနယ်တွေအားလုံးလိုလိုကဗင်းနစ်သားတွေရဲ့လက်အောက်မှာအကာအကွယ်ခံမြို့တွေဖြစ်နေခဲ့တယ် သာသနာရေးအကြောင်းပြပြီးတော့လိုအပ်ရင် အကူအညီအဖြစ်ရယူမယ်အီတလီအာနာပိုင်းစစ်တပ်ဆိုတာကလည်းအော်စီနီဩဇာအောက်မှာရှိနေခဲ့တယ်။ကိုလိုနာနဲ့တခြားပတ်သက်ဆက်နွယ်သမျှဩဇာကြီးမီတာစုတိုင်းကလည်းယဟန်မင်းရဲ့နေချက်ဝါဒကိုငကိုကလေးကမျက်စိတောက်တောက်ကြည့်နေပြီးအနာဂတ်အတွက်အန္တရာယ်ရှိနိုင်မှန်းသိနေကြတဲ့အတွက်တတိရှိရှိနေကြတယ်။ဘဲအုပ်စုကမှယဟန်မေယောတာသနာတာသနာတော်အပေါ်ကိုပါမယုံရဲကြပါဘူး။ ဒါကိုနားလဲတဲ့အတွက်ယဟန်မင်းအနေနဲ့ပြိုင်မအုပ်စုတိုင်းကိုတတိထားပြီးအမှားတစ်ချက်ရှိတာနဲ့အားနေချက်ကိုအကြောင်းပြပြီးအသာစီးယူဖို့ချောင်းနေခဲ့တယ်။ဖြစ်ချင်တော့လေသူအကြောင်းနဲ့သူဗင်နစ်သားတွေကပြင်သစ်ကိုအီတလီနယ်ဘက်ရောက်အောင်ဆွဲသွင်းလာခဲ့မိကြတယ်။ကိုယ်နယ်ပြင်အတွင်ကို ရန်သူအကြီးအစားခေါ်သွင်းလာတာလက်မခံသင့်ဘူးဆိုပေမဲ့အစိုးရအဆုံးအခြေအနေတော်မှာအကောင်းဆုံးသောထွက်ပေါက်အခွင့်အရေးရှိနေတတ်တာကို နားလေသူပြီးတွားစွာနဲ့ပဲရန်သူကိုချော့တဲ့အနေနဲ့ပြင်သစ်ဘရင်လိုချင်နေခဲ့တဲ့ကွာရှင်းပြက်စဲခွေကိုခွင့်ပြုလိုက်ခြင်းအပြင်သူ့လူကိုပတ်တာဖြစ်အောင်ပုံသွင်းလိုက်တယ်။သာသနာပိုင်းယဟန်မေရဲ့လိုက်လျောမှုနဲ့အတူဖေနေတာတို့ရဲ့အကူအညီကြောင့်အဝေးရောက်ခဲ့ရတဲ့ပြင်သစ်တို့အီတလီနေတဲ့ပြန်ရောက်လာခဲ့တယ်။မီလန်ကိုပြင်သစ်အနေနဲ့ပြန်သိမ်းပိုက်နိုင်ခဲ့တော့အခဏအတွင်းမှာပုံယဟန်မေကပြင်သစ်ကိုစစ်ကူခေါ်ပြီးတားဖြစ်သူဘောဂျီယာအနေနဲ့ ရိုမန်ညာကိုအလွယ်ကူတင်ပိုင်နိုင်ဖို့အကွက်ကြီးအရင်ဆုံးရွှေ့လိုက်တယ်။ပြင်သစ်ဘရင်လူဝီရဲ့အကူအညီမပါဘဲဘလိုးမှဘော်ဂျေယားအနေနဲ့ရိုမန်ညာကိုတင်ပိုင်နိုင်မှာမဟုတ်ဘူး။ကိုလိုနာကိုလိုနာမိသားစုဩဇာကိုရိုက်ချိုးလိုက်နိုင်ပေမဲ့လေဘော်ဂျေယားအတွက်နောက်ထပ်စိန်ခေါ်ချက်နှစ်ခုကကြိုရှိနေခဲ့တယ်။ရိုမန်ညာကိုချုပ်ကင်ထားနိုင်ဖို့နဲ့နောက်ထပ်နေမြေချဲ့ထွေနိုင်ဖို့အတွက်ပထမဦးဆုံးအနေနဲ့ပြဿနာက ဘော်ဂျေဟားလက်အောက်မှာရှိနေတဲ့စစ်တပ်ရဲ့တစ္ဆာကဘော်ဂျေဟားစီမှာမရှိဘူးဖြစ်နေတယ်။နောက်ထပ်ကပြင်သစ်ရဲ့နိုင်ငံရေးမူဝါဒပါပဲ။ရိုမန်ညာကို သိမ်းပိုင်နိုင်မှုအတွက် အော်စီနီမီတာစုအော်ဇာကန်စစ်တပ်ကိုအသုံးချခဲ့ရတဲ့အတွက်အနာဂတ်မှာဒီစစ်တပ်ရဲ့တစ္ဆာနဲ့နာဂံမှုဆက်ပြီးမရှိမှကိုစိုးရိမ်နေရတယ်။နေမြေချဲ့ထွေရင်းနဲ့အတူရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက်အတားအဆီးတွေဖြစ်လာနိုင်တာကြောင့် ပြင်သစ်ဘရေကိုလည်းစိတ်ချလို့မဖြစ်တဲ့အတွက်ဘဲအုပ်စုကိုမှစိတ်လိုလည်းရအားကိုးလို့မဖြစ်နိုင်ခဲ့ပါဘူး။ဘူဗန်နေခဲ့တာကိုထောက်ခံပေးလိုက်တဲ့ဖြစ်ရက်ကရိုမန်ညာကိုတင်ပိုက်ပြီးတဲ့နောက်ဖီရန်ဇာကိုနေချဲ့ပြီးဘိုလော့နာကိုအရယူခဲ့တဲ့အချိန်မှာအော်စင်ဒီရဲ့နောက်ွယ်ကအချံအဖန်တွေကိုအတီးပြုတ်လို့ရသွားခဲ့တယ်။ဦးဘီနိုကိုတင်ပိုက်ပြီးတဲ့နောက်မှာအပြင်သစ်ရဲ့တကယ်စိတ်ရင်းကိုလည်းရိတ်စားလိုက်မိပြီးတေချာအတီးပြုတ်နိုင်ခဲ့တယ်။ทูสกนีကိုတိမ့်ပိုက် ်ထူးစကင်နီကိုဆက်ပြီးသိမ်းပိုက်ဖို့လုပ်တော့ပြင်သစ်ကလက်တွန့်သွားခဲ့တယ်။အဲဒီမှာတင်ဘော်ဂျေယာအနေနဲ့နောက်ဘယ်တော့မှသူများအကူအညီကိုအားကိုးနေလို့မဖြစ်မှန်းနားလည်နိုင်ခဲ့တယ်။ပထမဦးဆုံးရွှေကွက်အနေနဲ့ယောမမအခရာကျနေခဲ့တဲ့အော်စီနီနဲ့ကိုလိုနာကိုအင်အားကျသွားအောင်အရင်လုပ်တယ်။နိုင်ငံရေးသမားတွေကိုလက်စည်းစိမ်နဲ့မြားခေါ်ပြီးသူ့လူကိုယ်ပ다ဖြစ်အောင်လုပ်တယ်စစ်တပ်ဆိုင်ရာအရာရှိတွေနဲ့တပ်သားတွေကိုလည်းယာတူတိုးတာတွေ လာစာတိုးပေးတာမျိုးတွေလုပ်ပြီးကိုဘက်အင်အားကြီးအောင်လုပ်ရတယ်လုပ်တယ်ကိုဘက်အင်အားကြီးလာအောင်လုပ်တယ်လာပိုင်းအတွင်းမှာပဲအင်အားကြီးတခြားအုပ်စုသစ္စာကံတွေဒိုင်းလူလူကမျိုးစားအပေါ်သစ္စာကံတွေဖြစ်လာတယ်ကိုလိုနာရဲ့ခေါင်းဆောင်ပိုင်းကွင်းဆက်တစ်ခုလုံးနဲ့ပျက်စီးသွားပြီးကိုလိုနာဘက်ကအင်အားနည်းသွားတာသိကြတာနဲ့အော်စီနီကိုအတိုင်းပိုင်းလိုက်တယ်ရာသမြအခွင့်အရေးတိုင်းကိုအဆုံးရှုံးမခံပဲရာသမြကိုအသုံးချတယ်ဂျော်ဂျီယာဘက်ကအင်အားကြီးလာပြီး ခရိယန်အသင်းကြီးတစ်ခုလုံးရဲ့ဩဇာတွေကကို့အပေါ်မှာအန်ဒီရဲ့အယမ်းရှိနေခဲ့တော့အော်စီနီကလည်းပီရူဂျီယာနာမမာဂျီယိုနဲ့မိတ်ဖွဲ့ဖို့အထူးအခြေအနေတွေကပြောင်းလဲသွားခဲ့တယ်။အဲဒီမှာမိတ်ဖွဲ့ဖို့အတွက်တွေ့ဆုံမှုကနေရလက်ရလက်အဖြစ်အာဘီနိုမှာပုံကွယ်ထားကြောင်းမှုဖြစ်လာခဲ့တယ်။ရိုမန်ဂျာမှာလည်းအဓိကယုံတွေဖြစ်လာပြီးဘောဂျီယာမိသားစုအတွက်စိန်ခေါ်စရာတွေတန်းစီပေါ်လာခဲ့တယ်။ ဒါပေမဲ့လည်းပြင်သစ်အကူအညီကြောင့်ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ခဲ့တယ်။စွမ်းဆောင်နိုင်ရည်တွေကိုတတ်သိပြနိုင်ခဲ့ပြီးတယ်လို့ကိုမအပတခြားလူတွေရဲ့အင်အားကိုမပြချင်တဲ့စိတ်နဲ့ဗိုလ်ကြီးဟာတို့ကပရိယေကြကြကစားခဲ့ပါသေးတယ်။ဘာယာကောင်းလို့လို့တော့မှရန်သူဖြစ်နေခဲ့တဲ့အော်စီနီတို့ကတော့ငြိမ်းချမ်းစကားကန့်လန့်လာခဲ့ရတဲ့အထီကိုရွှေ့ကွက်ကောင်းခဲ့တယ်။ပေါ်လိုအော်စီနီကိုအော်စီနီဘက်က ပြည်တော်အင်းငြိမ်းချမ်းရေးတန်တမာအဖြစ်လွှတ်ခဲ့တယ်။ဂျော်ဂျီယာဘက်ကလည်းရက်ရောပြတယ်၊ခြေနှက်ပြတယ်၊လက်ခံပေးတယ်၊မြောက်စားပေးတယ်၊နေရာတွေပေးလိုက်တယ်။ငွေကြေးအပြင်အဝတ်အထည်တွေမြင်းကောင်းရေသနာတွေကိုပါလက်ဆောင်အဖြစ်ကမ်းလှမ်းလိုက်ပြီးရှိုးပြတယ်။ပရိယေကိုကြုံမမြင်တဲ့အော်စီနီတို့ကဘော်ဂျီယာတို့ဘက် တောင်းဆိုလာတဲ့ဆန်နီဂါလီယာတွေ့ဆုံပွဲကိုအရောက်လာခဲ့ကြတယ်။ကိုယ်လေပင်ကိုကျိုးခဲစွန့်မိသွားကြတော့အော်စီနီခေါင်းဆောင်ပိုင်း အခရာကျအားဩဇာရှင်တွေအားလုံးတုတ်တင်ခံလိုက်ရတယ်။ဗိုလ်ကြီးအားကလည်းထောင်ချောက်ထဲဝင်လာတဲ့အော်စင်ဒီကိုတုတ်တင်ရှင်းလင်းရေးလုပ်ပြီးသူ့အင်အားကိုကိုယ့်အင်အားဖြစ်အောင်ပြောင်းလိုက်တယ်။အော်စင်ဒီအုပ်စုကြီးကိုတခုလုံးကိုလက်အောက်အယောက်တွင်းပစ်လိုက်တယ်။အော်စင်ဒီနောက်လိုက်တိုင်းကဗိုလ်ကြီးအားရဲ့မဟာမိတ်ဆွေတွေအလိုလိုဖြစ်ကုန်တယ်။အာနာအတွက်အုံပြစ်ချပီးသားဖြစ်သွားခဲ့တဲ့ဗိုလ်ကြီးအားဟာအော်စင်ဒီအင်အားနဲ့ပဲ အာဘီနိုရဲ့မျိုးစားဖြစ်လာတယ်လို့ရိုမန်ဂျာကိုအပိုင်စားနိုင်ခဲ့တယ်။အဲဒီနောက်စတင်ပြီးတော့ဒေတန္တရလူသူထောက်ခံမှုကိုရအောင်ယူနိုင်ခဲ့တာကြောင့်လေနေမီသိမ့်ပိုင်မှုအတွက်အကျိုးအမြတ်တွေကိုပြည့်ပြည့်ဝဝခံစားခွင့်ရခဲ့တယ်။ရိုမန်ဂျာကိုထိမ့်ချုပ်နိုင်ခဲ့တဲ့နောက်မှာဘော်ဂျီယာနားလည်ခဲ့တဲ့နိုင်ငံရေးအသည့်ကနေမီတခုဟာအာနေတဲ့အုပ်ချုပ်ရေးရန်နေရတရက်နဲ့လေပတ်နေခဲ့ရရင်အားကောင်းတဲ့ရန်နေရအောက်ကိုလွယ်လင့်တကူပဲရောက်သွားနိုင်တယ်လို့အင်အားနေတဲ့ ရန်တရာအကျိုးဆက်ချုပ်ရင်းချက်များစွာကြောင့်လူတို့ရဲ့စီးလုံးညီညွတ်ရေးကိုပြတ်ပြားစေနိုင်ပါတယ်။စိတ်ဝမ်းကွဲမှုကိုအခြေတည်ပြီးလူမှုအဆင့်အတန်ကွဲပြားခြားနားမှုကိုအခြေခံတဲ့ပြိပခါတွေတိုးလာနိုင်တဲ့အတွက်ကွဲပြားခြားနားမှုပြဿနာအားကြီးလေလေတရားမမျှတမှုတွေတိုးပွားပြီးရာဇဝတ်မှုအာရမတရားကြီးစိုးမှုတွေကသာကက်ယောဂါလိုပွားများလာနိုင်ပွားများလာနိုင်ပါတယ်။ ဒါကြောင့်ပြည်ပြည်အားကောင်းတဲ့အုပ်ချုပ်ရေးရန်တရားတရက်ကိုထူထောင်နိုင်ဖို့အတွက်ရည်တမ်းပြီးလူမှုကိုရန်တရားအပေါ်လေးစားလိုက်နာအောင်လှုပ်ဖို့အတွက်ပြင်ဆင်ထားခဲ့တယ်။အမတီအမတန်ရက်ဆက်ချမ်းကြုတ်ပြီးခတ်ထန်တဲ့ရိုမီယိုဒီအော်ဂူဆိုတဲ့ပုံကိုတယောက်ကိုလုပိုင်ခွင့်အပြည့်ပေးပြီးလူမှုအပေါ်ဖိအားပေးတဲ့နီးနဲ့အုပ်ချုပ်ရေးရန်တရားအပေါ်ယူကျိုးအောင်လှုပ်တယ်။ရိုမီယိုရဲ့အင်အားသုံးအကြမ်းဖက်အသက်သွေးနီးကြောက်ပဲအချိန်တို့အတွင်းနေမြေထိန်းချုပ်မှုအင်အားကောင်းလာခဲ့တယ်လို့အုပ်ချုပ်ရေးရန်တရားပြည်ပြင်မှုလည်းရှိခဲ့တယ် ဲ့ဒီလိုအာနာတတ်သွင်းကာလအတွင်းအောက်ရှောင်းအနေနဲ့လေလူတို့ရဲ့အမြင်မကြည်လင်မှုကိုတွဲဖက်အနေနဲ့ရခဲ့တယ်။ငြိမ်းဝှပြပြရေးအောင်မြင်ပြီးအုတ်ချုပ်ရေးကလည်းတည်ငြိမ်မှုရရှိနေပြီးဖြစ်တာကြောင့်အကြံဖက်အုတ်ချုပ်ရေးကိုအကျင့်သုံးတာရက်လိုက်တယ်။အုတ်ချုပ်ရေးအပေါ်လူတို့အနေနဲ့အကြောက်တရားအခြေခံတာမျိုးမဖြစ်ရလေအောင်အစားထုတ်ဖို့အစီအစဉ်တစ်ခုထပ်ဆုံးဖြတ်တယ်။မြို့တိုင်းဒေသတိုင်းလူလူမှာလူတို့တမာတိခုံတော်အရာရှိခံထားပြီးခုံတော်အရာရှိတိုင်းကဘဝအစိုးရအထည် အစီရင်ခံပြီးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကိုဆောင်ရွက်လည်ပတ်စေတယ်။လူမှုနဲ့အစိုးရလူမှုနဲ့ဗဟု အစိုးရရဲ့ထိတွေ့မှုကိုနှိစက်အောင်လုပ်တယ်။အကြမ်းဖက်အာဏာရှင်အုပ်ချုပ်ရေးပဲ့ကင်ဖြစ်နေတဲ့ကိုယ့်အပေါ်မုန်းတီးမှုတွေများနေတာကိုရောကြသွားအောင်ကိုဟာရက်ဆက်သူမဟုတ်ကြောင်းလူမှုအရေးကိုလုံလားသူဖြစ်ပြီးငြိမ်းချမ်းစွာအုပ်ချုပ်လို့သူဖြစ်အောင်လက်ခံလာအောင် လူမှုစိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးအနေနဲ့အစီအမံတစ်ခုကိုလှုပ်လိုက်ပြန်တယ်။ အဲ့ဒါကြောင့်အကြမ်းဖက်မှုကိုမလိုအပ်တော့ပဲတနေ့မှရိုမီယိုဒီအော်ဂိုကိုတတ်လိုက်ပြီးအုပ်ဆောင်အနေနဲ့လူတို့အပေါ်ညင်မှန်းနှိပ်စက်တဲ့ဘယ်သူကိုမဆိုအယက်ဆက်ဆုံးနီလန်းနဲ့အပြစ်ပေးကြောင်းတက်တည်ပြတဲ့အနေနဲ့အော်ဂိုရဲ့အာသုဘကိုခန္ဓာနှစ်ပိုင်းကိုဈေးရင်ပြင်ပါချိတ်ဆွဲပြီးလူတိထင်ရှားအပြစ်ပေးပြတယ်။သွေးဆုပ်နေတဲ့ဘကွက်ဓာတ်ကိုလည်းဘေးနားချထားပြလိုက်တယ်လူတို့အမြင်မှာအာကိုရာပြန်ဖြစ်သွားပြီးရက်ဆက်မှုကကျင်တာမှုအတွက်လမ်းကြောင်းဖြစ်သွားတယ်။ နိုင်ငံရေးမာယာကစားကွာကကောင်းလွန်းတဲ့အတွက်တိမ့်ပိုက်ခံထိန်းချုပ်နေမြဲအကျိုးအမြတ်တွေတိုးပွားလာခဲ့တယ်။အခုတင်ပြပြီးခဲ့တဲ့အောင်မြင်မှုတွေဟာလူသိထင်ရှားပူကြော်ကြားသိမိမဲ့နောက်ွယ်ရောက်ပြီးလစ်လျူခြင်းခံခဲ့ရပါတယ်။ဒါကြောင့်လည်းအနေငယ်များအကျယ်ချဲ့ပြီးရှင်းပြပါရစေ။ရိုမညာကိုထိန်းချုပ်နိုင်ပြီးတဲ့နောက်မှာပုံကြီးကအနေနဲ့နားလေခဲလိုက်တာကအားနေတဲ့ခေါင်းဆောင်တွေရဲ့လက်အောက်မှာအုပ်ချုပ်ခံတဲ့အနေနဲ့ အုပ်ချုပ်ရေးရန်ရအပေါ်မှာယုံကြည်မှုအပြည့်ဘဝမရှိနိုင်တဲ့အတွက်စီလုံးကြီးညွတ်မှုတာတူညီမျှမှုစတာတွေဟာလူလူအတွင်ပြက်ပြားသွားပြီးခိုးမှုလူမှုရာဇဝတ်မှုတွေလည်းတိုးပွားလာပြီးတိုင်းပြည်ရဲ့လုံခြုံရေးဟာထိပါလာပါတယ်အဲဒါကြောင့်လည်းအစိုးရခေါင်းအနေနဲ့နေမြေတစ်ခုကိုအကြမ်းဖက်မှုကင်းစင်ရေးဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီးလူလူအနေနဲ့အုပ်ချုပ်သူအာဏာပိုင်အပေါ်လေးစားမှုရှိရင်မဖြစ်မနေကြိုးပမ်းရပါပါထို့အတွက်ကြောင့်ဗိုလ်ကြီးအားက ရီမဲရိုဒီအော်ဂိုကိုအာနာပိုင်အနေနဲ့လုတ်ပိုင်ခွင့်နေပေးခဲ့ပြီးအသုံးချခဲ့တာပါအော်ဂိုကလည်းကိုရိုင်းကဂျန်နန်ခတ်ထံပြီးရက်ဆက်တဲ့အလျောက်ထိန်းချုပ်ရခတ်ခဲတဲ့နေမီတွေအပေါ်မှာအာနာတက်ရောက်မှုရှိစီအတွက်အကြမ်းဖက်အုပ်ချုပ်မှုနီးစနစ်နဲ့နေမီငိမ့်ဝုတ်ပြပြားရေးတွေကိုဆောင်ရွက်နိုင်ခဲ့ပါတယ်အချိန်တို့အတွင်းဘော်ဂျီယာရဲ့အုပ်ချုပ်ရေးရန်ရအသက်ဟာအာနာတက်ရောက်မှုအားကောင်းခဲ့တယ် အာနာတီတဲ့ခိုင်မြဲရေးကိုအုံမြချနိုင်ခဲ့တဲ့အတွက်အကျန်းဖက်လမ်းစဉ်ကိုအသွင်ပြောင်းပြီးအုပ်ချုပ်ရေးနည်းတစ်ခုနဲ့အစားထိုးဖို့ဆုံးဖြတ်လိုက်ပြီးတိမ့်ပိုက်ထားတဲ့နေမြေအတွင်းကမြို့တိုင်းလူလူရဲ့နေမြေကိုယ်စားလှယ်တွေကိုခုံအရာရှိတွေအဖြစ်လူမှုစန္ဒနဲ့အညီရှိတော်အပေါက်အယောက်ခစားဝင်စေခဲ့ပြီးတရားဥပဒေနဲ့အတူအချုပ်ချာအာနာတီတဲ့ခိုင်မြဲရေးကိုပုံမူတောက်တဲအောင်လုပ်ခဲ့ပါတယ် ခေါအရာရှိစနစ်နဲ့အုပ်ချုပ်ရေးမတိုင်ခင်ရှေ့ကဗိုလ်ကြီးအားကိုစားအုပ်ချုပ်ခဲ့တဲ့နန်းဆောင်ရီမဲရိုဒီအော်ဂိုရဲ့အုပ်ချုပ်ရေးလက်အောက်မှာဖိနှိပ်ခံခဲ့ရတဲ့လူတို့ကိုပြန်လည်ဖြောင်းပြခဲ့ပါတယ်။ဗိုလ်ကြီးအားကိုတိုင်းအာနာပိုင်အရာရှိများကိုတတိပေးစာထုတ်ခဲ့ပြီးအချင်းပြတ်ချာစားမှုအပြစ်မဲ့လူတို့အပေါ်ဖိနှိပ်ချုပ်ချယ်မှုတွေအတွက်ကြီးလေးတဲ့ပြစ်ဒဏ်တွေလည်းချမှတ်ခဲ့ပါတယ်။မြောက်များစွာသောအကြမ်းဖက်မှုများနဲ့အုပ်ချုပ်ခဲ့တဲ့ရိုမဲရို ဒီအော်ဂူကိုတေတံစီရင်ခဲ့ပြီးအာသုဘခန်းနာကိုလည်းငါးပိုင်းပိုင်းကဈေးရင်မြေမှာခြားပြခဲ့ပါတယ်လူတို့အနေနဲ့လည်းဘော်ဂျီယာရဲ့ဖြောင်းဖြားတဲ့နိုင်ငံရေးပရိယအပေါ်ဂျင်းနဲ့လက်ခံသွားကြပြီးအမှန်တကယ်ကျန်းတန်းရက်ဆက်နေစေကမူလူတို့ရဲ့ကြည်ပြူမှုကိုတစ်ဖက်လဲလှည့်စားရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ခြံထားခဲ့တဲ့ဇလန်းတစ်ပိုင်းတစ်စကိုပြန်ဆက်ကြပါအောင်စို့အချိန်မရွေးဖြစ်လာနိုင်တဲ့အန္တရာယ်ကိုကြုံမြင်ထားတဲ့အတိုင်း ကာကွယ်ဖို့လှုပ်ထားခဲ့တယ်လို့လက်ဝဲရှိနေပြီးသားအာနာကုံမဆုံးရှုံးခဲ့ဘူးဆိုရင်ဗိုလ်ကြီးအားအနေနဲ့ကိုယ်တိုင်တပ်မတော်ကြီးတခုတီထောင်နိုင်အောင်မှာဖြစ်တယ်လို့နေမြေအတွင်းမှာလက်ဝါကြီးအုပ်ထားတဲ့ရန်သူတွေကိုပါထုံနိုင်ပြီးဩဇာတိတ်ကမအရှိန်အဝါကိုလည်းတိုးမြင့်နိုင်ခဲ့မှာဖြစ်ပါတယ်။အခြေအနေတွေအားလုံးအရာကျန်နေသေးတဲ့တတိုင်းဆိုလို့ပြင်သစ်ဘရင်ပဲကျန်တော့တာပါ။ပြင်သစ်ဘရင်ကဂျော်ဂျီးယားကိုဗိုလ်ကြီးအားကိုစစ်ကူမိခဲ့တာဟာအမှားတစ်ခုဖြစ်ပြီး ရှေ့ဆက်နေမြေသိမ်းပိုင်းရေလုပ်ငန်းစဉ်တွေမှာပူးပေါင်းမှာမဟုတ်မှန်းလဲသိနေမှာကိုဗိုလ်ကြီးအားကသဘောပေါက်ပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်လဲမဟာမိတ်အသက်ရှာဖွေနေခဲ့ပြီးပြင်သစ်ပရင်လူဝီအနေနဲ့တောင်ဘက်ကအင်အားကြီးဖြစ်တဲ့စပိန်အပေါ်စိတ်မျက်နှာဖွင့်နေခြင်းဗိုလ်ကြီးအားဘက်ကပြင်သစ်နဲ့မဟာမိတ်ဖွဲ့ထားပြီးမဲ့နေပယ်သိမ်းပိုင်းမှုအပေါ်ထောက်ခံအားပေးခြင်းလည်းမရှိခဲ့ပါဘူး။ဗိုလ်ကြီးအားပြောလင့်ထားတဲ့အခြေအနေတစ်ခုက နေမြေအတွင်းမှာနိုင်ငံရေးဖြစ်စဉ်ဘလို့ပဲပြောင်းနေပါစေ ပြင်သစ်ရဲ့ဝင်ရောက်ကြားခံမှုမရှိရေးပဲဖြစ်ပါတယ်။ဘောဂျီယာရဲ့ဖခင်ယဟန်မင်းအလက်ဇန်းဒါးတာမတည်ခဲ့ရင်ဓာတွေကိုကျိုးပြင်ထားမိမှာအသေးကြပါ။ဒါကတော့ဘောဂျီယာရဲ့တံပြန်ဖြည့်ရှင်းနေပြူဟာတွေပဲဖြစ်ပါတယ်။ဖခင်ဆုံးဖခင်ဖြစ်သူဆုံးသွားပြီးနောက်ပိုင်းမှာဘောဂျီယာမိသားစုအပေါ်ပထမဦးဆုံးအနေနဲ့ထိုးနှက်လာတဲ့စိန်ခေါ်မှုဟာဘောဂျီယာမိသားစုနဲ့မသက်ဆိုင်တဲ့ယဟန်မင်းသစ်ဖြစ်ပါတယ်။ ဘလိုပဲဖြစ်နေပါစေယဟန်မင်းအသက်ဟာဘောကြီးအားကိုပေးခဲ့သမျှနယ်မြေတွေကိုသာသနာရေးရာအာဏာနဲ့ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားမှာဖြစ်ပြီးဒါကိုကာကွယ်ဖို့ဘောကြီးအားဟာဘောကြီးအားကလည်းဂျိုတင်ပြင်ဆင်ပြီးသားပါဖားခင်ယဟန်မင်းတေဆုံးပြီးနောက်ပိုင်းဂျုံတွေ့လာနိုင်တဲ့အန်ရယ်ဟူသမျှကိုရင်ဆိုင်နိုင်မှုမဟာဗျူဟာ၄ရက်နဲ့အတူဂျုံတင်ပြင်ဆင်ခဲ့ပါတယ်ပထမအုံဆုံးဗျူဟာကတော့သိမ်းပိုက်ထားခဲ့သမျှနယ်မြေတွေကအုတ်ချုပ်သူအသီးသီးကို ရှင်းလင်းတုတ်တင်ထားပြီးဖြစ်တဲ့အတွက်ယဟန်မင်းသည်အနေနဲ့အစာတို့ခန့်အပ်သိမ့်ပိုက်မှုကိုမလုံဆောင်နိုင်အောင်တားဆီးပြီးဖြစ်ပါတယ်ဒုတိယမဟာဗျူဟာကတော့ရှေ့ခန်းတွေမှာတင်ပြပြီးခဲ့တဲ့အတိုင်းယောမမှာရှိသည်မြအခွင့်ဒုက္ခမိသားစုအားလုံးနဲ့ဩဇာရှိအရှိအဝါရှိပုဂ္ဂိုလ်များကိုမိမိဘတ်တော်သားဖြစ်အောင်သိမ့်သွင်းထားပြီးဖြစ်တဲ့အတွက်ယဟန်မင်းသည်ရဲ့လောင်းရိပ်ကနေကြိုတင်ကာဆီးပြီးသားဖြစ်ပါတယ်တရိယာမဟာဗျူဟာအနေနဲ့ သာသနာပိုင်ရွေးကောက်ပွဲရွေးကောက်ခံဘုံကြီးတွေကိုကိုလူဖြစ်အောင်လှုပ်ထားပြီးဇဒုထဗျူဟာမှာဖခင်ယဟန်မင်းလက်ထက်ကလေးကသိမ့်ပိုက်ထားသမျှနေမီတွေကိုယဟန်မင်းသိအနေနဲ့ပြန်လဲသိမ့်ပိုက်ရမရအောင်စစ်တပ်အင်အားစစ်လက်နက်အင်အားအစရှိသည့်များကိုမိမိလက်အောက်သို့တွတ်သွေးထားခြင်းဤဖြင့်ကြိုတင်ကာကွယ်နိုင်ခဲ့ပါသည်ဖခင်ဖြစ်သူပုပ်ယဟန်မင်းကြီးဆုံးပါသွားချိန်မှာမဟာဗျူဟာ၄ခုအနက်၃ခုပြီးမြောက်ခဲ့ပြီဖြစ်ပါသည် သို့သောသဒုထမြောက်ကိုတော့အကောင့်ထဲပုံစီနေအကောင့်ထဲပုံနေသေးပါလက်တွေချုပ်ကင်နိုင်သမျှပြိုင်ဘက်ခေါင်းဆောင်တိုင်းကိုချိန်မုံနိုင်ခဲ့ပြီးထွက်ပြေးလွတ်မြောက်ခဲ့သူဆိုဒီမှာလဲလုံစွာရှားပါခဲ့ပါတယ်ရွေးကောက်ပွဲအပေါ်မှာလဲဩဇာအရှင်ဝါလွှမ်းမိုးနိုင်ခဲ့တယ်လို့ယောမမျိုးရဲ့အထက်တန်းစားတစ်ခုလုံးကကြောထောက်နောက်ခံဖြစ်ခဲ့ပါတယ်တိမ့်ပိုက်ထားသမျှနေမြေတွေကိုဆက်လက်ချဲ့ထွေနေနေရာမှာထက်ကာဒီတစ်ခုလုံးရဲ့ဩဇာရှင်ဖြစ်ရအောင် အရှင်ဝါရခဲ့တယ်လို့ ပယ်ရူဂျီယာနဲ့ပီယွန်ဘီနိုပီဇာမြို့တော်သူ့လက်အောက်တွင် ရှိခဲ့တာပါပြင်းသေးရဲ့ဩဇာအချိန်အဟွာတွေခြားဆင်းလာသည့်အလျောက်ကြလဲကြနေခဲ့ပါပြီစပိန်လက်အောက်နေပယ်ကိုလက်လွတ်လိုက်ရပြီးပြင်းသေးတဲ့စပိန်ပရိပက္ခဟာနောက်ဆုံးမှလဲဘော်ဂျီယာရဲ့အကူအညီကိုလိုတဲ့အချိန်အနည်းအထိရောက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်လဲပီဇာကိုသိမ်းပိုက်နိုင်ပါပါအဲ့ဒါလို့ဆိုရင်လူကာနဲ့စီရနာတိုလဲလက်နက်ချရုံးပေးမှဖြစ်ပြီး ခေအဆက်ဆက် Florence အပေါ်ရှိန်နေခဲ့ရတဲ့ရှိန်နေခဲ့ရတာဖြစ်တဲ့အတွက် Florence ကိုယ်တိုင် ကာကွယ်နိုင်မှာမဟုတ်ပါဘူးအကယ်၍ဘောဂျီယာသာဒီအခြေအနေထိရအောင်လုံနိုင်ခဲ့ရင် လုံလေလုံနိုင်ခဲ့ပါတယ်သို့တော့ဖခင်ဖြစ်သူစုံပါသည်နှစ်နဲ့တစ်နှစ်တည်းထပ်တူကြာသွားခဲ့ရပါတယ်တိုင်းတစ်ပါးဩဇာကံအာနာကံစစ်ကူအပေါ်အာကိုအာထာဖြစ်နေမဲ့အစား ကိုပိုင်စစ်တပ်ကိုပိုင်တံပြီးကိုပိုင်မြို့စတာတွေပေါ်အခြေခံပြီးပင်ကို ရှိပြီးသားဖြစ်တဲ့အရေးအချင်းနဲ့အတူအင်အားကြီးတတိပုဂ္ဂလအုပ်ဆောင်ဖြစ်နိုင်ခဲ့မှာပါ။တားဖြစ်သူရဲ့လက်ဓာဓာဆွဲကင်ပြီးဖခင်ဖြစ်သူရဲ့နာမည်အတွက်နေမည်တွေကိုတင်ပိုက်ပြီး၅နှစ်တာကာလမျှလောက်မှပဲဖခင်ဖြစ်သူတည်ဆုံးခဲ့ရတာကြောင့်ရိုမန်ညာကလွယ်တခြားနေရာတွေမှာဘော်ဂျီယာမီစာမိသားစုဟာ၎င်းတို့ရဲ့အာဏာကိုခိုင်ခံ့အောင်အုံမြင်မချနိုင်ခဲ့ပါဘူး။ ကြံနေတဲ့နေမြေတိုင်းဟာမတည်မငြိမ်ဖြစ်နေသေးဖြစ်ပြီးအင်အားကြီးအုပ်စုနှစ်ခုအကြာမှာကြားညံ့နေခဲ့တယ်လို့ရန်သူတက်တွေကလည်းပတ်ချလဲဝိုင်းနေခဲ့ပါတယ်။ပိုဆိုးတာကအပြင်းအထန်ဖျားလာခဲ့ချိန်မှာတကယ်တော့ဘော်ဂျီယာဟာအင်မတီအင်မတန်ရက်ဆက်ပြီးအလွန်လဲထူးချွန်ပြောင်မြောက်သူတစ်ယောက်ပါ။လူတွေအပေါ်ဘလို့အနာယူရမလဲဆိုတာကို နားလေပြီးသားနားလေပြီးအာနာယရှိရေးအတွက်အချိန်တို့အတွင်းမှာဖြက်စီးတဲ့ ဖြက်စီးတန်တင်ဖြက်စီးတုတ်တင်တန်တင်တုတ်တင်တာကိုရှင်းလင်းပြီးတဲ့နောက်တဘာသူရဲ့အစွမ်းစားကိုအတုံးချကကိုကျိုးရှာဟန်ခဲ့တဲ့သူလည်းဖြစ်ပါတယ်အဖျားအနာလည်းမရှိအာဂျီစစ်တန်းတစ်ခုကအချိန်အချောက်ဖြစ်မနေခဲ့ဘူးဆိုရင်အန်ဒီရဲ့အခက်အခဲအကုန်ပူသည်မကျော်လွှားပြီးဖြစ်ပါတယ်ဘောဂျီဟာအုံမြချခဲ့တဲ့ဩဇာအာဏာအချိန်အဝါဟာကြီးမားခိုင်ခံ့ကြောင်းသူတည်ဆုံးပြီးခဲ့တဲ့နောက်ပိုင်းမှာတော့မှတပ်တွေများအဖြစ်ကျန်ရှိခဲ့ပါတယ် ယောမမာဘောဂျီယာဆုံးပါပြီးတလကျော်ကြာရီတိုင်ရိုမန်ညာဟာဆက်လက်တစ္ဆာခံခဲ့ပါတယ်။ထိုနီတူစွာယောမမျိုးကြီးကဩဇာရှင်များကလည်းမိသူတဦးတယောက်ကိုမှ အသားယူအနိုင်ကျင့်ခဲ့ခြင်းမရှိပါဘူး။ပြိုင်ဘက်ဖြစ်တဲ့ဘာဂလီရော်နီစ်ဗီတယ်လစ်နဲ့အော်စီနီဒိုတော်မှအတင်းကာရောတိုက်ခိုက်ဆန့်ကျင်ခြင်းတွေလုံးမလာခဲ့ပါဘူး။ဘောဂျီယာအနေနဲ့ယဟန်မင်းအစ်စ်ဘယ်သူဖြစ်လာမလဲဆိုတာကြိုးရွေးမထားခဲ့ဘူးဆိုပေမဲ့ ဘယ်သူမှဖြစ်တည်မှုဆိုတာကိုကြိုတင်တားဆီးနိုင်တဲ့အနေအထားမှာရှိခဲ့သူဖြစ်ပါတယ်။ဖခင်ဖြစ်သူတည်ဆုံတဲ့အချိန်သူသာကျမ်းမာခဲ့ရင်အရာအားလုံးကအလွယ်လင့်တကူဖြစ်ခဲ့မှာပေါ့။ဒုက္ခသာနဲ့စာရေးသူကိုပြောခဲ့ပါတယ်။ဒုတိယမြောက်ဂျူလီယပ်ကိုကာဒီနယ်တွေမရွေးကောက်ခင်တရက်အလိုမှာပါ။ဖခင်ဖြစ်သူတည်ဆုံပြီးရင်ဘာတွေဖြစ်နိုင်တယ်ဘာတွေအတွက်အရေးပေါ်ကြိုတင်ပြင်ဆင်ထားရမယ်။သူကိုယ်တိုင်ဆုံးမခဲ့ရင်တော့ဘာတွေလှုပ်ထားတဲ့နယ်ကအစအနာဂတ်ကို ကြိုတင်ပြင်ဆင်ထားဖို့အတွက်အမျှော်အမြင်ကြီးတဲ့သူမျိုးဖြစ်ပါတယ်။စီဇာရီဘော်ဂျီယာလောက်ခဲ့တဲ့မြအပေါ်တုံးသက်ပြီးတဲ့နောက်မှာကျွန်ုပ်ကိုယ်တိုင်ရဲ့အယူအဆအရအထူးစံကျေဝေဖန်ဖွယ်မရှိပါဘူး။ပြောရရင် ကံကောင်းလို့ခေါင်းဆောင်ဖြစ်လာတဲ့သူတွေဒါမှမဟုတ်တခြားသူရဲ့အင်အားနဲ့ကိုကျိုးရှာတတ်တဲ့သူတွေဟာဘော်ဂျီယာရဲ့လှုပ်ဆောင်မှုတွေစံပြဖြစ်တယ်လို့ယုံကြည်ပါတယ်။ယုံကြည်ချက်ခိုင်ပါပြီရေမှန်းထားတဲ့ဘန်းတိုင်းမရောက်ရအောင်သွားလို့စိတ်ပြင်းထန်တဲ့ စိတ်နေစိတ်ထားတွေကြောင့်သာဘောကြီးရအနေနဲ့ရန်သူများနဲ့မတူအောင်မြင်မှုကိုရနိုင်ခဲ့တာဖြစ်ပါတယ်။ဖာခင်ဖြစ်သူရဲ့တေချင်းတဲ့ကျမ်းမာရေးချို့ရင်းချက်ကြောင့်သာမဟုတ်ခဲ့ရင်ပန်းတိုင်ကိုလှမ်းကင်နေပြီဖြစ်ပါတယ်။မိသည့်အုပ်ဆောင်မစိုးတိထားရမှာက ရန်သူကိုအနည်းဆုံးမှထားပြီးအပေါင်းအသင်းမိတ်ဆွေတွေကိုခက်လှမ်းလှမ်းမှရှိနေပါစေ။အခက်အခဲဟူသည်များကိုအင်အားသုံးရဖြစ်စေ။မာယာလှည့်စားမှုများနဲ့ဖြစ်ဖြစ်ရအောင်ကြော်လွှားပါ။ လူတိုင်းရဲ့ချစ်ခြင်းနဲ့ကြောက်ခြင်းကိုမျှအောင်ယူတတ်ယူထားတတ်ပါစေ။နောက်လိုက်တိုင်းရဲ့လေးစားမှုနဲ့ကျေနပ်မှုကိုရယူထားပါ။အလားအလာရှိသမျှရန်သူကိုချိန်မုံတုတ်တင်ပြပါ။စနစ်ဟောင်းကိုချိုးဖောက်ပြင်ဆင်ပြီးတော့ရက်ဆက်တတ်သလိုရက်ရောနိုင်သူဖြစ်ကြောင်းလည်းဖျားထားပါ။နှလုံးလှသူဖြစ်ပြီးအညောတေကြီးသူဖြစ်ကြောင်းလည်းသိအောင်လုပ်ပါ။ပြိုကွဲနေတဲ့ရန်ရာကိုဖြိုဖျက်ကိုပိုင်ရန်ရာတဲ့ကိုထူထောင်ပါ။မဟာမိတ်များကိုမဖြစ်မနေဖွဲ့ပြီးမဟာမိတ်အသီးသီးအကြမ်းပါ မဒူကြီးရဲ့တုတ်ပြန်မှုတွေနဲ့ဆက်ဆံပါရန်သူကိုတိုက်ခိုက်လျင်ရန်မစခင်နှစ်ခါဆုံးဖြတ်ပါဒါကြောင့်ဘလုံမူဝါဒမျိုးမစို့ချမှတ်တဲ့အခါမှာစီဇာရီဘော်ဂျီယာရဲ့ဂျိုးပန်းခဲမှုဟူသည်။တွေကိုမဖြစ်မနေလေးလာသုံးသပ်သင့်ပါတယ်။ဒွေဟာဖြစ်စရာနဲ့ဝေပန်စရာဆိုလို့ယဟန်မင်းဂျူလီယက်ရဲ့ရွေးကောက်ခံကာလအတွင်းစီဇာရီဘော်ဂျီယာရဲ့အထင်အထားပဲဖြစ်ပါတယ်။ပြောခဲ့သလိုပဲဘော်ဂျီယာဟာ ဘယ်ယဟန်မင်းတက်လာမဲဆိုတာရွေးချင်တိုင်းရွေးနိုင်ခွင့်ရှိတဲ့အရှိန်အဝါကောင်းနေရာမျိုးကိုမရောက်သေးပါဘူး။ဒါပေမဲ့ဘောကြီးဟာအတွက်အနာဂတ်မှာအခက်အခဲဖြစ်စေမဲ့ယဟန်မင်းလောင်ရွေးကောက်ခံတွေကိုဖယ်ရှားနိုင်တယ်လို့ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။ဘောကြီးဟာရဲ့လုပ်ငန်းအစီအစဉ်တွေပေါ်အန်ဒီရဲ့ရှိလာနိုင်မဲ့ကာဒီနယ်တွေကိုလုံးဝအလုပ်ပေးမှာမဟုတ်ပါဘူး။အဲ့ဒါလိုပဲဘယ်ပုတ်ယဟန်မင်းကမှဘောကြီးဟာပေါ်ကြောက်စင်ကြောက်နေစရာလည်းမလိုပါဘူး။ ရွေးကောက်ပွဲပြီးတည်နဲ့ဩဇာကြီးလာနိုင်မဲ့သူတွေကြီးပါပဲအကြောက်တရားနဲ့အမုန်းတရားတွေကသာလူအချင်းချင်းရန်သူဖြစ်စေတာပါဘောဂျီယာမထင်ခဲ့တဲ့နောက်ကျောဓာတ်ထိုးကာဒီနယ်တွေကတော့ဂွီလီယာနိုဒယ်လာရိုဘယ်ရီဆန်ဖီရက်ဒရိုအမ်ဘင်ကူလာရဲ့ရွေးကောက်ခံကာဒီနယ်ကိုလိုနာရဲ့ရွေးကောက်ခံကာဒီနယ်ဆာဗိုနာရဲ့ဆန်ဂျီဆာဗိုနာရဲ့ဆန်ဂျီရိုဂျီရဲ့ရွေးကောက်ခံကာဒီနယ်နဲ့ ်အက်စတာဒီနီယိုရဲ့အက်စကာနီယိုစ်ဖော်စာတော့ပဲဖြစ်ပါတယ်။တခြားဖြစ်တဲ့ရူအွန်ကာဒီနယ်မှာလွဲ၍စပိန်ကာဒီနယ်များပုတ်ရမ်းမဲ့အဖြစ်ရွေးကောက်ခံခဲ့ရရင်တော့မစိုးလှပါဘူး။ပြင်သစ်ဘရင်ရဲ့အကူအညီကြောင့်ရူအွန်ကာဒီနယ်အနေနဲ့ဩဇာရှိသူတစ်ယောက်ဖြစ်လာတဲ့ဆိုပေမဲ့လည်းစပိန်ကာဒီနယ်အများစုကဘောဂျီးယားနဲ့ဆက်ဆက်နေခဲ့တဲ့အတွက်ရွေးမချေသွေးမပေဆက်ဆက်ရေးရှိထားပြီးသားပါ အဲ့ဒါကြောင့်လေဘောဂျီရအတွက်ရွေးချယ်စရာ ဆိုလို့ဖားခင် သူဖားခင်နေရာဆက်သူဖားခင်နေရာဆက်ခံမဲ့ယဟန်မင်းအစ်စ်ဖြစ်အစ်စ်ဟာမဖြစ်မနေစပိန်ယဟန်မင်းပဲဖြစ်ရမှာပဲမဖြစ်နိုင်ခဲ့ရင်မရတော့တဲ့အစုံကာဒီနယ်ရူအုံးကိုပဲနေရာပေးလိုက်ရမှာပါဘလိုနည်းနဲ့မှဂွီလီယာနိုဒယ်လာရူဘယ်ရီကိုနေရာပေးလို့မဖြစ်ပါဘူး အတိတ်ကအကျွေးတွေကိုပစ္စုပန်မှာအပင်များယုံလောက်နဲ့အညိုးဟူသမျှပျောက်လိမ့်မယ်လို့ထင်နေရင်အမားကြီးမားပါလိမ့်မယ်။ဘောကြီးရဲ့အမားကတော့တော်ရုံအမားလောက်ပဲမဟုတ်ပဲအကြီးအကျယ်မားခဲ့တာပါ။ရွေးကောက်ပွဲကို short တွက်ခဲ့မိပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဂန်နူဝင်အောက်ရှောင်းမင်းသားလှုပ်ထုံးချမ်းအပိုင်းလေးဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ ဇုံးလေးဖို့ channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်နဲ့အသွေးသွေးနဲ့ကတ်သုံးပါရမအမြန်ဆုံးကြော်လွားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ